အလံမြူပြပြီးတောင်းပန်အောင်ဒီကြမန်ရွာဆန္ဒလမ်းကိုအနိုင်နိုင်ပါမလားအားလုံးပဲမင်္ဂလာပါခင်ဗျာဒီဇင်ဘာနေ့ iMac ခွန်ရှိကိုတဲ့ Five Minutes Aging ကနေပြန်လည်ပြီးတော့ဂျိုးဆူလိုက်ပါတယ်မန်တို့နလန်ထူဖို့ဂျိုးစားရင်ကနေတဖြည်းဖြည်းနဲ့ဇာလန်တွေကဇာတိုက်ဆိုသလိုဆိုးရွားနေခဲ့ကြတာကိုမြည်တွေ့နေကြရတာဖြစ်ပါတယ်အဲဒီတိုင်မရှိတော့နောက်မှာဆူဖလာအောင်မြင်မှုဆိုတာဘာဆိုအားမမသိတော့သလိုဥရောပပြိုင်ပွဲဆိုတာလဲကာရာဘောင်းနဲ့ FA ဖလာပြိုင်ပွဲတွေကိုပြောတာလားဆိုတော့မေးရမလို့အထိမြည်တွေ့နေကြတာဖြစ်ပါတယ် ရေထဲမှာလည်းမန်ယူသင်းနဲ့ပတ်သက်လို့တော်တော်လေးကိုကြေကွဲခံစားနေကြတာမန်ပရိသတ်တွေလည်းလက်ချိုးပြီးတော့ရေတွဲလို့တော့မှမရတော့တဲ့အထိပါပဲမန်ဝဲပြီးသွားရင်မြဲလို့လို့ဆဲခံနေရသူကရင်းလို့အိုနာနာမဟုတ်တော့ဘဲနဲ့ကိုဆိုရင်လူပြောင်းဆဲခံနေရအောင်မြင်တွေ့ထားရတာဖြစ်ပါလေဟိုတော့တော့အိုနာနာရှုံးနေဆဲခံနိုင်လဲဆဲခံနေအဆဲခံလူသားတယောက်ဖြစ်ရှိနေခဲ့ပြီးတော့သူမရှိတော့နောက်မှာသူ့ညမှာမွေဆက်ခံသွားခဲ့သူကနီးပြားဖြစ်သူရိုဘီယန်မိုရင်ဖြစ်သွားခဲ့တာပါမန်ယူသင်းနဲ့အမိုရင်တို့ရဲ့ပေါင်းစပ်မှုကမြန်မာနိုင်ငံမှာမတီးဟုံးကနေဘနာနာတို့သွားပြီးတော့ပေါင်းစားလိုက်သလိုမျိုး မိုင်းပရိသတ်အားလုံးကတော်လေးကိုတော့ကားပြီးပွားစီခဲ့တာပဲဖြစ်ပါလေစောကလေးကတယ်လီဖုန်းသချင်းနဲ့တော်လေးကိုနားတော့ကားဝင်နေခဲ့တဲ့မြန်မာပြည်ကပရိသတ်တွေကမတိယုံဟားနဲ့ဘနာနာတို့ရဲ့ပေါင်းဆိုင်ပြီးတော့သချင်းတစ်ပုတ်စီစဉ်နေဆွဲဆောက်ပေါ်သတင်းကတွေးတွေးပြီးတော့ဆွေးနေကြရသလိုဖြစ်နေရပါလေမိုင်းတင်ပရိသတ်တွေလည်းထို့ထူခံစားနေကြတာဖြစ်ပြီးစောပိုင်းကတော့အမ်မွန်ရောက်လာခြင်းနဲ့အတူမိုင်းဝါနလန်ထူပြီးတော့ပရီးမီးယားလိချန်ပီယံဆုကိုရယူသွားနိုင်လိမ့်မယ်ဆိုပြီးမျှော်လင့်ချက်တွေရှင်းသန်ထားခဲ့ကြပြီအခုတော့စိတ်ကူးတော်မြင်ရတော့တဲ့အထိကိုဖြစ်နေကြရပါပြီပြပြတွေကပြန်ပြောရင်နာစရာပါပဲဆိုပြီးတော့ပြောလာအောင် န်ရွာပြီးခဲ့တဲ့ရာသီတွေကကုန်းကောက်ဆရာမရှိအောင်အရှုံးနေနဲ့ရင်ဆိုင်နေခဲ့တာဖြစ်ပြီးဒီရာသီမှာလည်းပရီးမီယာလိ6ပွဲမှာ3ပွဲထိရှုံးနေထားခဲ့ပြီလည်းဖြစ်ပါတယ်။အနာရာနှစ်ပွဲကလည်းမန်ယူအရန်ကောင်းခဲ့ကြတဲ့အတွက်မဟုတ်ဘဲနဲ့တဖက်သင်းကတယောက်ရော့ဒါမှမဟုတ်ပန်နတီပြစ်တံပေါ်တွေရရှိခဲ့တဲ့အတွက်ကြောင့်သာမန်ယူကပရီးမီယာလိမှာနိုင်ပွဲလေးတွေပိုင်ဆိုင်ထားနိုင်ခဲ့ကြတာပါ။ကန်နာရီနဲ့ပွဲတွေမှာရှုံးပေးထားခဲ့ကြတာဖြစ်ပြီးဘန်လင်းနဲ့ချဲစီတို့အနိုင်ထားတဲ့မန်ယူကဒီနေ့ညမှာတော့ကြောင်တန်းတွေကိုအင်္ဂလိပ်မှာအဲခန့်စားသွားမှာဖြစ်ပါတယ်။ကြောင်တန်းတွေကတော့မှတ်ပေးစရာအဆင့်6နေရာမှာရပ်တည်နေခဲ့ပြီး တို့တွေကပေးများလေး6ပွဲမှာ3ပွဲနိုင်2ပွဲစီနဲ့တပွဲရှုံးဆွဲမှတ်တမ်းကိုပိုင်ဆိုင်ထားခဲ့ကြတာပါ။ကြောင်နဲ့တွေကပေးများလေးပွဲစီနှစ်ဖြစ်နေကစားခဲ့တဲ့ဗန်လီသေးနဲ့အဝေးကွင်းပွဲစီမှာနှစ်ကိုးပြားနဲ့အရှုံးပေးထားခဲ့တာဖြစ်ပြီးတော့အဲနောက်အဝေးကွင်းပွဲစီဖြစ်နေကစားခဲ့တဲ့ Crystal Palace, Nottingham Forest တို့လိုအသင်းတွေနဲ့ပွဲစဉ်တွေမှာရမှန်၄မှတ်ကိုရှာဖွေထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီညမှာတော့မန်ယူအသင်းနဲ့အဝေးကွင်းပွဲစဉ်ကိုရှင်ပိုင်ကစားသွားမှာဖြစ်ပြီးကြောင်နဲ့တွေနှီးပြဖြစ်တဲ့ Relegability ကတော့မန်ယူအသင်းကိုရှင်နိုင်မှုတို့ကသူတို့အသင်းကခုထပ်ပို့ပြီးအဆင့်မြင့်တွေမလိုအပ်နေပါသေးတယ်။အဲဒီလိုဖွင့်ရသွားခဲ့တာပါ။ ကျောင်းတဲ့တွင်ဒီပြရက်ဂျီလီဗရီကအိုရဖိုမှာကစားတယ်ဆိုတာစိတ်ထဲကြံ့ခိုင်မှုကြီးမားမားလိုအပ်ပါတယ်။ကျွန်တော်မန်ချက်စတာမှာပြန်စားနိုင်မှုဆိုရင်စွမ်းဆောင်ရအဂရိတ်မြင့်မှုလိုသေးရလို့ကျွန်တော်ယုံကြည်နေသေးပါ။တို့ကတန်ပါတယ်နေရာတိုင်းကနေဖန်တီးမှုတွေများစွာလုပ်ပေးနိုင်တဲ့အသင်းပါ။တကယ်မော်တွေကောင်းလို့ရေသွေးမြင့်စားမိုက်လည်းပိုင်ဆိုင်ထားပါတယ်။ယုံကြည်မှုအခြေအနေချင်းကားပေးဖို့ပဲတို့လိုတာပါ။ကျွန်တော်ထိန်းချုပ်နိုင်တာဆိုလို့ကိုယ်အသင်းကစားရမယ်ရှိပါတယ်။ဒီစိန်ကုန်မှုကိုရင်ဆိုင်မှာကခက်ခဲမယ်ဆိုတာကျွန်တော်သတိထားမိပါတယ်ဆိုပြီးတော့ပြောကြားသွားတာဖြစ်ပါတယ်။ကျောင်းတဲ့တရာခုနှစ်ဘောလုံးရာသီမှာရလာကောင်းနေရရှိနေခဲ့ကြသော ပုံစံကောင်းတွေပြသတဲ့ကိတော့မေးတွေးခဲ့ရပြီးမန်ယူနဲ့ပွဲစဉ်မှာလည်းရလာကောင်းတွေရှာဖွေသွားနိုင်မလားဆိုတာစောင့်ကြည့်သွားတော့မှာပဲဖြစ်ပါတယ်